ကျွန်တော်အခုပြပေးမှာကတော့ SCSS Developer ဆောက်လုပ်ထားတဲ့ single house လေးပဲဖြစ်ပါတယ် SCSS Developer ဆောက်ထားတာတော့သူကဘက်ရှိတန်းဝင်းကျန်နေစတင်ဝေယူရမှာဖြစ်တဲ့ကြောင့်မတော်တော်လေးကိုတတ်ပါရဗျသူရဲ့အတွင်းကဖွဲ့စည်းပုံလေးကတော်တော်လေးကိုခမ်းနားပြီးတော့ lesson ဆန်တာတွေ့ရပါတယ်ကျွန်တော်အထင်မှာအပြင်းစိတ်လေးပြရပေါ့ကျွန်တော်အခုပြပေးမှာကတော့ Joyous 286 square meter ပဲဖြစ်ပါတယ် ခုမြင်တွေ့နေရတော့ living room area ပဲဖြစ်ပါတယ်ဒီဘက်ချက်မှဆိုရင်ထိုင်လို့ရတဲ့နေထိုင်ခင်းတွေထပ်မံဖွဲ့စည်းပေးထားပါဗျာခန်းဖွဲ့စည်းပုံတော်တော်လေးလာပါတယ်ဒါကတော့ကားပါကင်သွားရနေရပဲဖြစ်ပါတယ်ဒီဘက်ချက်မှဆိုရင် toilet တခုထပ်မံဖွဲ့စည်းပေးထားပါဗျာဒါကတော့ kitchen dining room area ပဲဖြစ်ပါတယ်တော်တော်လေးကိုလာပါတယ်ဗျာသွားပြီးတော့အခြားလေးအောင်သွားကြည့်အောင်အပေါ်ထပ်မှဆိုရင်အိတ်ခန်းသုံးခန်းထပ်မံဖွဲ့စည်းပေးထားတော့တွေ့ရပါတယ်ဗျာ န်းဖွဲ့စည်းပုံတွေကတော်တော်လေးလာတာကိုတွေ့ရပါတယ်။သွားပြီးကြည့်အောင်။ဒါကတော့ဒုတိယအိတ်ခံပဲဖြစ်ပါတယ်။တော်တော်လေးကိုလာပါပြီဗျ။ဒီဘက်ချမ်းပါဆိုရင်တော့ဒုတိယမြောက်အိတ်ခံပဲဖြစ်ပါတယ်။ဖွဲ့စည်းပုံတွေတော်တော်လေးကိုလာပါပြီဗျ။ဒါကတော့လီခန်းမြောက်မာစတာဘက်ရောအိတ်ခံပဲဖြစ်ပါတယ်။တော်တော်လေးကိုကျေပြီးတော့သူ့ရဲ့ကဲမှာဆိုရင်ထော့ဆက်နဲ့အင်တာယူခံတွဲဖွဲ့စည်းပြီးတော့တွေ့ရပါတယ်။ အဲ့တော့ SCS Developer Direct Senior House ကိုစိတ်ဝင်စားလို့ဖြစ်ဖြစ်လူကိုယ်တိုင်လာရောက်ကြည့်ရှုရင်လည်းဒီအောက်မှာပေးထားတဲ့ Viber နဲ့ဖုန်းနံပါတ်မှာဆက်သွယ်မြန်ဆောင်နေပါတယ်။ထိုင်းနိုင်ငံမှာရှိတော့ကိုလိုနဲ့လုံချင်ကိုဝယ်ယူမယ်ဆိုရင်တော့ GNG Thai House ကိုဆက်သွယ်မြန်ဆောင်နေပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။